စ်တွေမျိုးနဲ့တဲချောင်းကျွော်ကန်နာရှိငါးပွဲစဲနောက်ဖန်ဆက်လီစိတ်တွင်မလ16နှစ်ည9နှစ်က WI စာထဲမှာစိတ်ကြစီပါတသိန်း9920ပြားကိုပိုင်ရှင်မဲ့ဖန်စီရမိကြတယ်လို့မလ18ရက်နေ့နိုင်ငံတော်တိုင်ပင်ရုံးသတင်းထုတ်ပြန်ကော်မတီသတင်းထုတ်ပြန်ကြရသိရပါတယ်အဲ့ဖြစ်စမှာလုံခြုံရေးတပ်ဖွဲ့များဟာတဲချောင်းတွင်စိုက်ကတ်ထားတဲ့အလျား38ပေအနံ10ပေဆက်လက်မှရှိတစ်သားကိုတဲ့ဆက်လီစီအောင်တရင်ရစစ်စစ်ရမှာလေပေါ်ပါ ဆလိုက်အတွင်းမှာအထောက်ကြီးဆက်ရောက်ထိုးပြင်ထိုးပို့ထားတဲ့ဒလူဝင်ဇာတ်နဲ့ပါစိတ်ကြွစီပြတသိန်း9920ပြကာလာတဲ့ဝင်ငွေချက်ကျက်သိန်း300ကျော်ကိုတင်းစီရမိခင်ကြောင့်သိရပါဗါးအဲ့ဒီဆက်လီပိုင်ဖြစ်သူအဒူဆလမ်မှာထွက်ပြေးချောင်းနေပြီးမှန်စီနေမီရဲကင်းစကန်မှာဖန်စီရမိရေမှုဝင်ဆောင်လဲရှိအောင်သိရပါဗါဒါအပြင်မက်လာ18ရက်နေ့မနက်ပိုင်းကကြက်ရင်ဝင်ကြည့်ရမှာမတင်ကလေးတို့အုပ်ကိုတွေ့ရှိရကြောင်းခေါ်ဆစ်စီရမှာကြက်ရင်ဝင်ကြည့်ရနေမာမတ်အာရှိန် 50နှစ်ဖြစ်ပြီး၎င်းနှင့်အတူဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးစင်ကတယ်လီတော့ပါစင်ဖိုနီဟန်ဆက်လုံးနဲ့အတူတွေ့ရှိဖန်ဆီးရမိခဲ့လို့သိရပါဗျ။အဲ့ဒီလိုဖန်ဆီးရမိသူကိုဥပဒေလိုထုံးလို့ညီမနဲ့အညီရေးယူဆောင်ရွက်နိုင်တဲ့အတွက်ဆောင်ရွက်လျက်ရှိလို့နိုင်ငံတော်တိုင်ပင်ခံရုံးသတင်းထုတ်ပြန်ကော်မတီသတင်းထုတ်ပြန်ရာသိရပါဗျ။